မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်ငတ်တလောက်ပေါင်းဒီပလိုမေစီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဆီယိုဆူရဲ့အာဂိုအာထာယာဖြစ်တော်မူသောခေါင်းဆောင်ကြီးမေယောင်လိုင်ဟာပူတင်နဲ့တွေ့ဆုံခွင့်ရသပြီးမေယောင်လိုင်ဟာစိတ်ထဲတွင်အာဂိုအာထာယာဆွေမျိုးရင်းချကြီးကိုယုံကြည်လာဟန်ရှိပါတယ်။ဒီအတွက်တောကလူများမျိုးရှိဆွေမျိုးများထံအလဲသွားတဲ့အခါငှက်ပြောငှက်ချောက် စတဲ့ဒေတာအတွက်သီးနှံများယူလာလိမ့်ရှိတယ်လို့သူကလည်းငတလောက်ပေါင်းတဲ့လက်ဖက်တုံများဂျိုင်းကြီးဂျိုင်းငယ်နဲ့တဲ့သွားသည့်တခါမှမကြဘူးတဲ့အဖြစ်မျိုးကြားခဲ့ရတဲ့အခါလူတိုင်းရည်ရမလို့ငိုရမလို့ဖြစ်နေပါဗျ။ပူတင်ဟာငပြောသည့်ကြိုက်တယ်ဆိုကငပြောကင်ကိုသူကိုယ်တိုင်ထမ်းပိုးယူသွားမှသာဖြစ်တယ်လို့မြင်ရသူအပေါင်းကလည်းတန်တော်ဖြစ်ကြမယ်ထင်ပါတယ်။အသက်နှစ်အာနာအိုးစားမကွဲအောင်လုံနေရတာဖြစ်၍တဘာဝကြရဲဟုယူဆကြမိတာဖြစ်ပါတယ်။ ၎င်းယူလာသောဟင်းလျာများကိုအကြိုက်တွေ့သွားပါကစီးပွားရေးအရာလဲနိုင်ငံသားငွေရတဲ့အပြင်ရုရှားမြန်မာတစ်ကြည်ရေးခိုင်မြဲစေရန်အတွက်မြန်မာတမင်းဆိုင်များမော်စကိုကိုနေရာအနှံ့အပြားတွင်ဖွင့်လှစ်နိုင်မည်လားဒါမှမဟုတ်ဖြစ်လာပါကအမျော်အမြင်ကြီးလာသောခေါင်းဆောင်ကြီးအဖြစ် ပို့ရပင်လေးစားလာကြမည်အောင်မင်းအောင်လိုင်ဟာဗလာဒီဗော့စတော်ရင်နောက်ထပ်ကောင်စစ်ဝင်ရောက်ဖွင့်ရန်ပြီးပူတင်အားအဆိုပြုခဲ့သည်ဟုဆိုရပါတယ်။ ပူတင်နဲ့ကာကွယ်ရေးအပြင်နျူကလ িয়ার စွမ်းအင်လျက်စစ်တပ်အားကျန်းမာရေး၊ပညာရေး၊စိုက်ပျိုးရေးစေဝါထုတ်လုပ်ရေးတို့ပူးပေါင်းဆောင်ရွက်သွားရန်ဆွေးနွေးခဲ့သည်ဟုသိရပါသည်။နျူကလ িয়ার စွမ်းအင်နဲ့ပတ်သက်ပြီး SMR ဂျပန်ဘုံအသေးစားထုတ်လုပ်ပုံ2023ခုနှစ်ကလေးကလက်မှတ်ရေးထိုးခဲ့တော်လဲအခုထိနေရာတိတိကျကျမသိမှတ်သေးပါနေရန်စိမ်းနဲ့တန့်စင်ပြီးလောင်စာဆီများကိုရုရှားမှတင်သွင်းနေရတော်လဲရုရှားရဲ့ရေနံချက်စက်ယုံကြီးအကောင့်ထဲပေါ်လာဖို့အရေးက ပါဇက်ပြောပင်ရှိပါသေးတယ်အလားတူရေအားလေအားကြောက်မီသွေးသုံးတအားပေးစက်ရုံများကလည်းလေထဲတွင်ပင်ရှိနေပါသေးတယ်နှစ်နိုင်ငံကုန်သွယ်ရေးပမာဏဟာဒေါ်လာသန်းရာခိုင်နှုန်းမျှသာရှိပါတယ်ရုရှားမှာဓာတ်မြေဩဇာများရေနံထွက်ကုန်များစေဝါများတင်သွင်းနေရပြီးမြန်မာမှအစံတည်တည်ယိုဆုံးအထည်အလိတ်နဲ့ဖက်နှက်များတင်ပို့နေပါတယ်အီယာကိုကြည့်ရင် ရုရှားက၎င်းတို့အားလက်နက်များရောင်းချပေးနေတယ်ကလွဲ၍ကြံများကဘာတစ်ခုမှဖြစ်မလာသေးဟု သိရပါတယ်။တီဖြူဘနက်ပါအစ်စ်မျိုးနဲ့ပြန်လာခဲ့ရတာကြီးပဲဖြစ်ပါတယ်။မော်စကိုရဲ့ဘယ်ဗီလီ ဟေးရင်တင်စားခံရသောရူလယ်လီယောကာစိန်ခဲရက်ွက်ကြီးဟာပုံရှိုးွယ်ရှိုးနဲ့နေနေရတဲ့စီးရီးယားအာနာရှင်ဟောင်းဘာရှာအယ်အာဆက်တီ ၎င်းနဲ့ပူတင်တို့တွေ့ဆုံနေရတဲ့တဲ့င်းကိုရုပ်မြင်သံကြားတွင်ကြည်ပြီးပြုံးနေမိတာဖြစ်ပါတယ်။ဒါမဲ့ပြီးခဲ့တဲ့ဇန်နဝါရီလအစောပိုင်းကရုရှားတို့မှလုံခြုံရေးကိုတင်းကျပ်စွာချထားတဲ့ကြားမှာ၎င်းအားအစိတ်ခတ်သက်ရန်ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ပြီးအသက်မသေးပဲလွတ်မြောက်ခဲ့ကြောင်းနိုင်ငံတကာသတင်းမီဒီယာများတွင်ပြန့်နှံ့ခဲ့ပါတယ်။စီးရီးယားအစိုးရတက်ကလည်းအာဆက်ကိုလွှဲပြောင်းပေးရန်ရုရှားအစိုးရအောင်တောင်းဆိုထားမှုကိုအပြည့်ပေးလိုက်ခြင်းဖြစ်နိုင်ပါတယ်။ ီတို့ပင်ဆိုစေကမူပူတင်က၎င်းရဲ့ယူကရိန်းစစ်ပွဲတွင်မိတ်ဆွေရင်းကြကြီးပမာအားကိုးရသောရှီကျင့်ပင်အပိုင်စားရလာတဲ့မြန်မာနဲ့ပတ်သက်ပြီးမျက်နှာအပြတ်မခံသလိုပြောသမျှနားထောင်ပြီးမလွဲသာမရှောင်သာဖြစ်လာရင်နားလည်မှုစာကြုံလာကလေးလက်မှတ်ထိုးပေးလိုက်တာနဲ့အနေထားနဲ့ချွေးသိမ့်လွတ်ခဲ့ခြင်းသာဖြစ်ပါတယ်၎င်းလုံးမဲ့ရွေးကောက်ပွဲအားလည်းပူတင်ကိုရှင်းပြခဲ့ပြီးလိလဆောင်ကြည့်သူများကလွတ်ပေးရန်ပြောခဲ့ပါတယ်တရုတ်ဟာရွေးကောက်ပွဲအားနိုင်ငံရေးအခြေအနေတစ်ခုထွက်ပေါ်လာရင်မျောလင့်တကြီးဖြင့် တွန်းအားပေးခဲ့တော့လဲတိုးရွေးကောက်ပွဲဟာမင်းအောင်လှိုင်တဦးရဲ့အတွက်သာဖြစ်လာမှန်းကိုရေးစားမိလာကြပြီပဲဖြစ်ပါတယ်။မင်းအောင်လှိုင်ဟာ USDP ကိုခူတုံးလုပ်ပြီးနိုင်ငံရေးကိုချုပ်ကင်နိုင်ရန်တက်မအစစ်မြင့်အရာရှိကြီး20ကျော်အပါအဝင်ယာနဲ့ချီပြီးတည့်သွင်းလာတာပဲဖြစ်ပါတယ်။အလားတူပါတီတို့စေလွတ် ထားပြန်တယ်ဟုသတင်းရရှိပါရယ်မင်းအောင်လှိုင်ဟာ TV ပနပါအစဉ်ပြင်းရုရှားသို့သွားကြည့်ပြန်ကြည့်နေမျက်နှာကြိုတွေးနေရချိန်တွင်အင်ပီရောမှနေရဒေါ်နယ်ထရန့်ဟာနိုင်ငံခြားအကူအညီများကိုဒေါ်လာ1.8ဘီလီယံအထိပေးသွားရန်စီမံလာပြီပဲဖြစ်ပါရယ်အခုလိုပေးရခြင်းမှာတရုတ်ရဲ့အော်စာလွှမ်းမိုးမှုကိုတုံ့ပြန်ရန် မက်စ်ဝါဒါနဲ့အမေရိကန်စက်ကျင်အစိုးရများကိုရင်ဆိုင်ရန်အရေးပါသောတရုတ်တွင်ထပ်ပစ္စည်းများကိုတောက်ပံ့ရေးကွင်းဆက်များကိုလမ်းကြောင်းလွှဲရန်အစရှိတဲ့တို့အတွက် သုံးဆဲသွားမှလို့ဖော်ပြထားပါတယ်။မင်းအောင်နိုင်ဟာအရေးမြတ်အဖက်မြတ်သူယူတယောက်ပမာအနျူကလီယာဟုဟစ်တွေးလာနေမှုကပင် အနေရကိုဖိတ်ခေါ်နေသလိုဖြစ်မှန်းတတိမမူပဲရှိနေပါကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။မန္တလေးမှာယူနီဖောင်းဝတ်ပြီးကားနဲ့လှည့်ကမိုက်ဂျေကယ်လူရဲနေသူတွေကိုဆေအိုစုရဲတွေကတွေ့ရှိဖမ်းဆီးပြီး ဖြူစောဒီအစ်စ်မဟုတ်ပဲအယောင်ဆောင်လေးလို့စစ်လော်ဘီတွေကသတင်းဖြန့်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့တွင်လိုင်စင်မဲ့ကားရေးစီးနေစစ်ယူနီဖောင်းတွေဝစ်စင်ကအများအချင်းလမ်းသွားလာတွေကိုမိုက်ကြီးခွဲလူရဲနေတဲ့ဖြူစောဒီတွေကိုစစ်အုပ်စုရဲတွေကတွေ့ရှိဖမ်းဆီးနိုင်ခဲ့တယ်လို့သတင်းရရှိပါရတယ်။ စက်တင်ဘာလရဲ့ညတကောင်ကမန္တလေးမြို့မှာအောင်မြင်မြို့နယ်58လမ်းနဲ့42လမ်းအနီးမှာလမ်းသွားလမ်းလာလူငယ်တွေကိုအထက်ပါအတိုင်းလိုင်စင်မဲ့ကာနစီနဲ့ယူနီဖောင်းဝတ်တာသူတစုကမကြေးခဲလုပ်ခဲ့ပြီးအဲဒီယူနီဖောင်းဝတ်တာတွေကိုစေအုစုရဲကတွေးရှိဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဖမ်းမိသူတွေကပြူစောတီယူနီဖောင်းနဲ့ဝတ်ဆင်ထားကြပေမဲ့ပြူစောတီအစ်စစ်မဟုတ်ပဲအတူရောင်တွေလို့စစ်လော်ဘီတွေကတည်င်းဖြတ်ပါတယ် စက်တင်ဘာ၈ရက်ည7:00ခွဲအချိန်ခန့်မှာ58လမ်း42လမ်းအနီးမှာလူငယ်၃ဦးမှမြောင်းမတောင်သို့မောင်းနှင်လာစဉ်58လမ်း41အနီး၂ဦးမှအပေါ်သွားနေစဉ်တဦးဟာဆိုင်ငယ်ပေါ်တိုင်နေစဉ် အရာဖက်အမဲရောင်နဲ့မတ်တူအဖြူနဘက်မတိကားနှစီရောက်ရှိလာပြီးဖန်စီလူရက်ခဲ့သော ဖြစ်စဉ်တွင်ပါဝင်သည့်တရခဲ၅ဦးအနက်တရခဲ၃ဦးအားတက်သေးကန်အရာဖက်အနက်ရောင်ကားနဲ့အတူဖမ်းမိတယ်လို့စစ်လော်ဘီတွေကဆိုပါတယ်။အဲ့ဒီဖမ်းမိသူတွေဟာပြူစောတီအစစ်မဟုတ်ဘဲအယောင်ဆောင်တွေဖြစ်ပြီးကြန့်ရှိနေတဲ့နှအိုးကိုလည်းဖမ်းဆီးနိုင်မှုစူးစမ်းနေတယ်လို့စစ်လော်ဘီတွေကသတင်းဖြန့်ပါတယ်။ လူရဲကံရသူတွေကစေယုစုနဲ့နီးဆက်ဆက်နွယ်သူတွေမျိုးရဲကဖမ်းဆီးတာလို့တင်ကြရပြီးဘာကြောင့်ဘလို့ဖမ်းနေဆိုတာမသိရပဲမန္တလေးမှာအဲ့လိုအုပ်စုပွဲမိုက်ကြီးကွယ်လူရဲတွေရာတွေကတော့မကြခဏဖြစ်ပွားနေတယ်လို့မျိုးကန်တွေကပြောပါတယ်အာနာသိန်းစေယုစုအတွက်ရက်ွက်အလိုက်အုပ်ချုပ်ရေးမှုတွေကိုခေါင်းဆောင်ခန့်ကပြူစောတီအဖွဲ့တွေဖွဲ့စည်းထားပြီးအဲ့ဒီပြူစောတီကိုစစ်တင်တန်းပေးလန်နဲ့တက်စင်ပေးကမြို့ရင်းလန်ပေါ်ဖန်စီငွေညရာမာတမကအိုစုရေပွဲအတူစစ်မြေပြင်တွင် ပါဝင်တိုက်ခိုက်ဖို့စေခိုင်းတာတွေပါဖြစ်ပါတယ်။ဆီယာနာသိမ်းပြီးနောက်2020ကစတင်ကမလေးမြို့မှာပြူစောတိတွေကြီးစိုးတောင်းညံ့နေပြီးရက်ွက်ရုံနဲ့ဌာနဆိုင်ရာရုံတွေမှာပြူတွေရှိသလိုမန္တလေးမြို့အတွင်း လမ်းမတွေပေါ်မှာအုပ်စုဖွဲ့လက်နက်ကိုင်မီဖန်းစည်းငွေညစ်တာပေါ်တာဆွဲတာစစ်သားတစ်ဆူတောင်းတာတွေမှာလည်းစေအုပ်စုကပြူတွေကိုအ धिक အသုံးချနေရလို့ဆိုပါရယ်ပြီးခဲ့တဲ့လတွေမှာလည်းမန္တလေးမြို့ပေါ်ကဓညတိုက်မှုတွေဖြစ်ပွားခဲ့ရာအ धिक ကျွန်းလွန်တွေဟာပြူတွေဖြစ်တယ်လို့မြို့ကန်တွေကပြောပါရယ်လူရဲ့ဓညတိုက်မကြေးခွဲနေတဲ့ပြူတွေနဲ့စေအုပ်စုရဲတွေအဝေးမတက်ဖြစ်ကအချင်းချင်းပြန်လည်ဖန်းစည်းတာတွေလည်း2023ခုနှစ်ကုန်ပိုင်းမန္တလေးမြို့မှာဖြစ်ပွားခဲ့ပြီးသူတို့ကိုဆက်လက်ဖမ်းဆီးနေပါကရှေတန်းစစ်မြေပြင်တိုက်ပွဲတွေစီ မလိုက်တော့ဘူးလို့ပြူရီကမန္တလေးနန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပကစစ်ဗိုလ်ရေးတန်းခုလိုပဲတိုင်ကြားခဲ့တဲ့ဟာကိုသိရှိရပါရဲ့ရှင်ဆလဘီပူလောရင် KNU သိမ်းပိုက်ထားသောထမင်းမစားရွာတစ်စကန်းကိုပြန်လည်သိမ်းယူရေးစစ်တောင်းထုတ်လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား15ဦးတမနဲ့တိကြိုက်သေးဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးရတဲ့တဲ့ရင်တင်ဆက်ပေးပါမယ်။ ။တင်းလိုင်းတိုက်ပူလောမျိုးနဲ့ထမင်းမစားရွာရှိတက်စကန်ကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတိုက်ခတ်ရာစစ်သား15ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြောင်း KNU ဘေးတဝဲခရိုင်ကထုတ်ပြန်ထားပါရယ်။စစ်တင်မာလာ9ရက်နေ့တွင်အကြမ်းဖက်စစ်တပ်ကထမင်းမစားရွာရှိတက်စကန်ကိုပြန်လည်ရရှိရန်စစ်ကြောင်းထိုးလာသောကြောင်းကရင်အမျိုးသားလူမျိုးရေးတပ်တော် KNL KNDO ဥဆောင်မှုအောက်ရှိတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ15ဦးတမနယ်ထိခိုက်သေးဆုံးခဲ့ကြောင်းရင်းစစ်ကြောင်းသည်စတေမာလာ၁၀ရက်နေ့တွင်စစ်ကြောင်းတစ်ခုလုံးနောက်ပြန်ဆုတ်ပြေးသွားကြောင်းသိရှိရပါသည်အဆိုပါအကြမ်းဖက်စစ်တပ်ရဲ့ထမင်းမဆားရွာရှိတစကန်ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကစတေမာလာ၈ရက်နေ့နနက်9နာရီခန့်တွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်ခဲယံများလည်းသိမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါသည်ထိုစကန်သိမ်းတိုက်ပွဲကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် တမဟာလေးလောက်ကန် KNDO တရင်ခွန်တက်ခွဲနှစ်တက်ခွဲငါ KNL အထူးတက်ဖွဲ့ပူလောပြည်သူ့ကော်မတီတက်ဖွဲ့နှင့်တော်လိုင်းပူပေါင်းတက်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒီမိမစာကျေးရွာတက်စကန်တွင်စစ်တပ်ဗမာခလာရ280တရင်အမတာ339တရင်အမတ်စနစ်တက်မတော်လေးကျင်ရေးတင်နှန်းကြောင်းတက်ဖွဲ့ဝင်များအပါအဝင်စုစုပေါင်း40ကျော်တက်ဆွဲထားတဲ့တက်စကန်ပဲဖြစ်ပါရဲ့ရှင်။